မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်တငါတောင်ကြေးရွာတိုက်ပွဲအတွင်းမှာမန္တလေးကနာမည်ကြီးပြူစောထီးခေါင်းဆောင်ညွန်ဝင်းဆိုတဲ့သူတေဆုံးပြီးတော့စစ်ကောင်စီအုပ်စုကအလောင်းပြန်လာပို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့မနက်ပိုင်းကမတရားမြို့ရဲ့မြောက်ဘက်နမိုင်ကန်အကွာမန္တလေးမိုးကုတ်လမ်းတငါတောင်ရွာဖုန်ကြီးကျောင်းထဲမှာစီးနေအထိုင်ချနေတဲ့စစ်ကောင်စီအုပ်စုနဲ့ တငါတရားမှာဂိတ်ခွင့်ဝင်ညက်နေတဲ့စစ်ကောင်စီအုပ်စုကိုစီးနင်းဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီအုပ်စုအလောင်း၁၂လောင်းနဲ့လက်နက်ခဲယံတွေကိုတင်းစီရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့စစ်ကောင်စီအုပ်စုတွေက မန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းတန်လျက်မော်အရှိရက်ကွက်မှာနေထိုင်ကစစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးတော့ဒေသခံပြည်သူတွေအပေါ်ကိုလက်နက်ပြအနိုင်ကျစ်မိုက်ကြီးခွဲနှီးမျိုးစုံနဲ့ဒုက္ခပေးကထင်းတိုင်းကျဲပြီးတော့တောင်းကျမ်းနေတဲ့ပြူစောတိညွန်ဝင်းလဲတိတ်ဆုံးသွားတယ်လို့မန္တလေးမြေပြင်ကင်းထောက် MDY Revolution ကဖော်ပြထားပါတယ်မန္တလေးမဟာအောင်မြင်ရက်ကွက်ထဲမှာနာမည်ကျော်တဲ့ဒလန်ညွန်ဝင်းတလောကမတရားတောင်းတငါရွာတိုက်ပွဲမှာကြာသွားတာတဲ့ သူ့အိမ်ကိုအလောင်းလာဖို့တယ်လို့ဒေသခံတအုပ်ကပြောပါရယ်ပြူစောတိညုံဝင်းဟာစစ်အာဏာမသိမ်းပြီကပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကြန့်ဖို့အလံကိုအိမ်မှာထောင်ပြီးတော့အဲ့ဒီပါတီကိုထောက်ခံအားပေးခဲ့တဲ့သူတအုပ်ဖြစ်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့စစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးဒေသခံပြည်သူတွေကိုဖမ်းဆီးတာငွေညှစ်တာလက်နက်ပြမိုက်ကြီးခွဲတာအဲဆင်းစစ်တာဖမ်းမိတဲ့သူတွေကို ပားရိုက်တာတွေလှုပ်ဆောင်ခဲ့တဲ့လူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီတူစောတိညုံဝင်းဟာသူနေထိုင်ရာမန္တလေးကံတော်ကြီးတပ်သေးအင်းတွေကနေအိမ်မှာဝင်းထရံတွေကိုတန်ဆူးချိုးတွေအထက်ထက်ကဘန်ကာဆောက်ပြီးတော့စစ်ကောင်စီအုပ်စုလက်နက်ကိုင်အဆောက်အချက်တွေနဲ့နေတဲ့သူဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။သူကသူ့အိမ်ရှိကပတ်လမ်းမှာဖြတ်တန်းသွားလာနေတဲ့လူငယ်တွေကိုစစ်ဆေးတယ်။စစ်သားတွေကလည်းမူးယူရန်ကားပြီးတော့ပားရိုက်နားရိုက်တွေလှုပ်တယ်။တနတ်တွေနဲ့ပြစ်တာတွေပါရှိတယ်။စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပေါ်ပေါ်တင်တင်အရက်ကိုဒုက္ခပေးနေတဲ့သူဖြစ်တယ်လို့ဒေသခံအမျိုးသမီးတို့ကပြောပြလာပါတယ်။ စစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးတော့အကြမ်းဖက်တောင်းကျမ်းနေတဲ့ပြူစောထီးညွန်ဝင်းကိုမန္တလေးမြို့အခြေစိုက်မြို့ပြကြောက်ကြား UG အဖွဲ့တွေက2022ခုနှစ်ဇန်နဝါရီလနဲ့2022ခုနှစ်ဇွန်လတွေအတွင်းကနေအိမ်ကိုဘုံးပစ်သွင်းပြီးတော့တိုက်ခိုက်ခဲ့ကတုတ်တင်ဖို့ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပဲအခု2024မှာမှပေတာလို့သိရပါဗျ2022ခုနှစ်ဇွန်လလကအဲ့ဒီပြူစောထီးညွန်ဝင်းကိုမန္တလေးမြို့ပြကြောက်ကြားတပ်ဖွဲ့ Anonymous of Mandalay အဖွဲ့ကတိုက်ခိုက်ခဲ့ရာ6လက်နဲ့ခါးတွေထိခိုက်ဒဏ်ရာရရှိပြီးမသိဆုံးခဲ့ဘူးလို့ဒေတာကန်တွေကပြောပါရယ် ပြူစောတိညွန်ဝင်းနဲ့မန္တလေးကနောက်ထပ်နာမည်ကြီးပြူစောတိခေါင်းဆောင်တယောက်ဖြစ်တဲ့ချစ်ကိုကိုတို့ဟာစစ်ကောင်စီအုပ်စုအတွက်ပြူစောတိအစ်တစ်တွေကိုစူးစောင်းပေးနေတဲ့သူဖြစ်ပြီးတော့ရရှိလာတဲ့ပြူစောတိအဖွဲ့ဝင်တွေကိုမန္တလေးမှာတင်တန်းပေးပြီးတဲ့နောက်မရိယာမျိုးနယ်ဘက်ကိုပို့ကရွာတွေကိုမီးရှို့လူသက်လူရတာတွေကိုကျူးလွန်စေပြီးခိုးရပါပစ္စည်းတွေကိုခွဲဝေရယူနေတာလို့ဒေသခံသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်ပြူစောတိချစ်ကိုကိုဆိုသူကတော့လက်ရှိအခြေအထိကိုစစ်ကောင်စီအုပ်စုတွေနဲ့ပူးပေါင်းပြီးတော့မရိယာနယ်ထဲမှာရွာတွေကိုမီးရှို့ လူသက်လူရတာတွေကိုဆက်လက်ပြီးတော့ကျူးလွန်နေဆဲဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့စစ်ကောင်စီအုပ်စုကပြူစောထိအဖွဲ့ဝင်တက်တွေကိုစုဆောင်းနေတယ်လို့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတော့လူငယ်လူရတွေကိုလည်းစစ်သားတဲ့အဖြစ်နဲ့စုဆောင်းနေတယ်လို့သိရပါဗျ။မန္တလေးမြို့နယ်မန္တလေးမိုးကုတ်လမ်းတငါတောင်ရွာတိုက်ပွဲမှာဗိုလ်ကြီးအဆင့်အပါဝင်စစ်ကောင်စီအုပ်စုအလောင်း၁၂လောင်းနဲ့လက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးကြဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး PDF ကထုတ်ပြန်ထားပါဗျ။လက်ရှိမှာစစ်ကောင်စီအုပ်စုကမရရနယ်ထဲမှာရွာစဉ်ပတ်မွေစီးနေပြီးတော့ အကြမ်းဖက်မိရှုနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အမှတ်ရှိလမ်းမပေါ်မှာရေးဘလူးအဖွဲ့ကတက်ရောက်စစ်ဆေးနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီဘက်ကတက်ကြကြီးတအုပ်ရဲ့တားဖြတ်သူကိုဖုန်းကိုစစ်ဆေးကြည့်ရကနေတဆင့်မတင်ကားတဲ့အတော့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတော့သတင်းအချက်အလက်များကိုရေးဘလူးအဖွဲ့ကမေးမြန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မေလ14ရက်နေ့မှာရေးဘလူးအဖွဲ့ကအကြမ်းဖက်စစ်ကောင်စီစခန်းများနဲ့နီးကပ်မှုရှိတဲ့ရေးမြို့နယ်အမှတ်ရှိလမ်းမကြီးပေါ်မှာတက်ရောက်ပြီးတော့စစ်ဆေးနေတဲ့အချိန် လူတဦးရဲ့ဖုန်းထဲမှာမတင်ငါပွဲရများကိုစစ်ဆေးမိတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတော့စစ်ဆေးခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ98ခွန်ခြေမြန်တရင်ကတက်ကြက်ကြီးတဦးရဲ့သားဖြစ်သူဖြစ်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းကိုရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်ကျွန်တော်တို့ရေးဆုံတဲ့သားအမတ်ရှစ်လမ်းပိုင်းပေါ်မှာစစ်ဆေးရေးတွေပြုလုပ်တဲ့အချိန်မှာအဲ့ဒီတက်ကြက်ကြီးရဲ့သားကိုဖမ်းဆီးရမိတာဖမ်းဆီးရမိတဲ့အချိန်မှာဖုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တက်တွင်းမိသားစုဝင်နေနဲ့ရိုက်ထားတဲ့ပုံတွေအများကြီးဖုန်းထဲမှာတွေ့တယ် ောက်တစ်ခုကတက်တွင်းတွေကအရာရှိတွေရဲ့ဖုန်းနံပါတ်တွေကျွန်တော်တို့တွေ့တဲ့အခါသူ့ကိုစစ်ဆေးမေးမြန်းကြည့်တဲ့အခါကျတော့သူကတက်ချက်ကြီးတုံးရဲ့သားဖြစ်နေခဲ့တယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ထိမ့်သိမ်းထားပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့သတင်းအချက်အလက်အပိုင်းတွေကိုစစ်ဆေးမေးမြန်းနေတုံးမှာပဲလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီဟာတော်လိုင်းရဲဘော်များရဲ့မိသားစုဝင်များကိုဖမ်းဆီးသွားတဲ့အချိန်မှာနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်မှုများကိုလှုံ့ဆော်ကြောင်းနဲ့ မိသားစုဝင်များဖမ်းဆီးခံရတဲ့အချိန်မှာခံစားရတဲ့တော်လိုင်းရဲဘော်များရဲ့စိတ်ဒုက္ခတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များခံစားသိရှိလိုကြောင်းကိုလည်းရေဘလူအဖွဲ့ခေါင်းဆောင်နဲ့ဖမ်းဆီးခံရတဲ့သူတို့စကားပြောဆိုနေတာကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ထဲမှာတွေ့မြင်နေရပါတယ်။လက်ရှိမှာဖမ်းဆီးခံရရတဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကတက်တက်ကြီးရဲ့တားဖြတ်သူကိုကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သိရပါတယ်။ပြည်သူတွေကနေပြီးတော့ပောက်ခွာလာသူတွေများဖြစ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီမျိုးပြုလုပ်မှာမဟုတ်ကြောင်းကိုလည်းရေဘလူအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ရန်ကုန်တိုင်းမင်္ဂလာတုံးနဲ့အေရဝတီတိုင်းလက်ပုတ်တာတို့မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံများမှာဘုံများပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ည9:43မိနစ်အချိန်မင်္ဂလာတုံးမြို့နယ်ရင်းနသာရက်ကွက်အုပ်ချုပ်ရေးမှုရုံကိုရန်ကုန် UG မြို့ပြပျောက်ကြားအဖွဲ့ကဥယျာဉ်မှုစစ်ဆင်ရေးအနေနဲ့ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရက်ကွက်အုပ်ချုပ်ရေးမှုရုံမှာလုံခြုံရေးယူထားတဲ့ပြူစောတိနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်တယ်လို့ရန်ကုန် UG အဖွဲ့ကပြောဆိုခဲ့ပါဗျ။ ဥယျာဉ်မှုစစ်စင်ရေးအနေနဲ့မြို့ပြမှာဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ရန်ကုန် UG အဖွဲ့ကပြောဆိုထားပါတယ်။အလားတူပဲရန်ကုန်တိုင်းလှိုင်မြို့နယ်မှာမေလ15ရက်နေ့ည10:33မိနစ်အချိန်နဲ့ည10:42မိနစ်အချိန်ကတည်းကမှ ဘုံများပောက်ကွဲခဲ့တယ်လို့သိရပါတယ်ညအချိန်ဖြစ်နေတဲ့အတွက်ဘယ်နေရာမှာပောက်ကွဲလဲဆိုတာကိုတော့မသိရပဲပောက်ကွဲတံများကျဲလောင်စွာကြားခဲ့ရကြောင်းကိုဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်ဒါအပြင်မေလ15ရက်နေ့ညပိုင်း AR တိုင်းလက်ပတာမြို့နယ်အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာဘုံပောက်ကွဲခဲ့ပြီးတော့ရပ်ကွက်ရုံးကစရိတ်တူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လူငယ်တချို့ဖမ်းဆီးခံရပြီးတော့တချို့ကတော့ဒီကနေ့မနက်ပိုင်းမှာပြန်လည်လွှတ်ပေးလိုက်တယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒဝယ်မြို့နယ်ဇဟာရွာစာတင်ကျောင်းမှာတပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမေလ15ရက်နေ့ညနေပိုင်းမှာ PDF အဖွဲ့တစ်ခုကလာရောက်ပစ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကြီးပစ်ခတ်တမ်းများညနေ9နာရီခွဲဝင်းကျင်မှာစတင်ကြားခဲ့ရပြီးတော့45မိနစ်ခန့်ကြာအောင်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်ငြိမ်သွားတယ်လို့ဒေသခံအမျိုးသမီးတို့ကပြောပြလာပါတယ်။တရွာလုံးဝင့်နေရတယ်။ဇဟာမောင်းမရှောင်းလမ်းပိုင်းတစ်ခုလုံးတိတ်ဆိတ်နေတာပဲလို့၎င်းကပြောဆိုခဲ့ပါတယ်။လက်နက်ကြီးတမ်းများကို ဒဝဲမျိုးတွင်မှာရှိတဲ့ရက်ကွက်များကဒေသခံများလဲကြားခဲ့ရကြောင်းကိုဝဲကျွန်းရက်ကွက်မှာနေထိုင်သူအမျိုးသမီးတို့ကပြောဆိုခဲ့ပါတယ်။မြည်သည့်တော်လှန်ရေးတပ်ဖွဲ့ကလာရောက်ပစ်ခတ်တယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။မေလ13ရက်နေ့ကဒဝဲမျိုးအဝင်အင်ရှိပြင်ဆက်ဆေးရေးဂိတ်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6တပ်ရဲ29နဲ့ဗာထူးတပ်မတော်တို့ပူးပေါင်းပြီးတော့လာရောက်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။နောက်တရက်မှာစစ်ကောင်စီတပ်ကမောင်မရှောင်ရွာနဲ့ဒဝဲမျိုးကြားမှာရှိတဲ့ဇဟာရွာစာတင်ကျောင်းမှာလာရောက်တပ်ဆွဲနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်မြို့မှာအလှည့်ကျပေးနေတဲ့လျှက်စစ်မီးစနစ်အချိန်မှန်ရယူလိုပါကတလားကိုတအိမ်တောင်ကိုငွေကျပ်တသောစီပေးဆောင်ရမယ်ဆိုပြီးတော့လိုက်လံတောင်းခံနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှူးများနဲ့လျှက်စစ်ဝန်ထမ်းများပူးပေါင်းပြီးတော့အခုလိုမျိုးတောင်းခံလာခြင်းဖြစ်တယ်လို့ရန်ကုန်မြို့နေပြည်သူများကပြောဆိုထားပါတယ်တအိမ်တောင်ကိုငွေကျပ်တသောနှုန်းပေးပါက အလဲကြမီးစနစ်ကိုအပြည့်အဝရရှိမယ်လို့စီယုံထားကြောင်းကိုလည်း၎င်းတို့ကပြောဆိုခဲ့ပါတယ်။ဒေသခံများရဲ့ပြောပြချက်အရမြောက်တကုံမရန်ကုန်အင်းစိန်နဲ့အရှိတကုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီခန့်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့လျှက်စစ်ဝန်ထမ်းများကငွေကောက်ခံရန်စီယုံနေတယ်လို့ပြောဆိုခဲ့ပါတယ်။အရင်ကလို့၄နာရီတစ်ဖြတ်မီးရခြင်းနဲ့ဆိုရင်သူတို့ကိုပတ်စံစုပြီးတော့ပေးပေါ့ရက်ွက်ရာရင်မှုတွေကနေတဆင့်စီးယုံနေတာပေါ့တကယ်ပေးလိုက်တဲ့ရက်ွက်တွေလည်းရှိတယ် အခုထိမီးမှန်တာလည်းမဟုတ်တော့ခံလိုက်ရတာပေါ့လို့မြောက်တကုံမြို့နယ်မှာနေထိုင်သူတို့ကပြောဆိုခဲ့ပါတယ်အလားတူပဲတချို့မြို့နယ်များမှာလည်း transformer မကောင်းလို့မီးတွေပြတ်နေတာဆိုပြီးတော့ပြုတ်ပြင်ဖို့ဆိုပြီးပတ်စံလိုက်တောင်းနေတယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ် transformer မကောင်းတော့လို့မီးအားနေတာပြတ်တာဖြစ်နေတာအဲ့ဒါကြောင့်ရက်ကွက်ထဲကအိမ်တွေအကုန်ဆုပ်ပြီးတော့တအိမ်တပေါင်းပေးမှမီးပြတ်တာတိတ်မဖြစ်မှဆိုပြီးတော့ EPC ကကောင်းတွေနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေပေါင်းပြီးတော့တရားဝင်လိုက်ပြောနေတာတွေရှိတယ်လို့မယန်းကုန်းမြို့ကန်တို့ကရှင်းပြထားပါတယ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ကြခဲ့ရတဲ့လူနေမှုစနစ်များတဲ့ကလျှက်စစ်မီမှန်ကန်စွာမရရှိတဲ့အခြေအနေကိုစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကငွေရဖို့အတွက်လမ်းဖန်တီးနေခြင်းဖြစ်တယ်လို့ရန်ကုန်မြို့ကန်များကတုံ့တက်နေကြပါတယ် သူတို့အထက်ကစစ်တပ်ကတော့မှမီးမှန်အောင်မပေးနိုင်တာကိုဝန်ခံထားတယ်လေအဲ့ဒါကိုသူတို့ကမီးမှန်အောင်လုပ်ပေးမယ်ဆိုတာလိန်နေတာပဲလို့အင်းစိန်မျိုးကန်တအူးကပြောပြထားပါတယ်တရက်ကိုပြန်မြ2800မဂါဝတ်ခန့်သာထုတ်လုပ်နိုင်တဲ့အတွက်တက္ကနိုင်ငံလုံးလိုအပ်ချက်ရဲ့90ရာခိုင်နှုန်းခန့်ကိုသာထုတ်လုပ်ပေးနိုင်ကြောင်းကိုစစ်ကောင်စီကကြေညာထားပါတယ်သို့တော့စစ်တပ်အာဏာသိမ်းပြီးတဲ့ကာလကစပြီးတော့အခု2024ခုနှစ်မေလအထိတနိုင်ငံလုံးအတိုင်းအတာနဲ့မီတာကမသွင်းတဲ့မီတာအလုံးကြီး၄သိန်းကိုဓာတ်အားဖြတ်တောက်ထားပြီးတော့6000ကျော်ကိုစစ်ကောင်စီကဖြုတ်ယူသိမ်းရှိခဲ့ကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အမတ်ခွန်စစ်မြေပြင်စေးတက်ရင်ကတပ်သားတအူးဟာလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်25နှစ်ဝန်းကျင်အရွယ်ရှိတဲ့စစ်ကောင်းစီတပ်သားထွန်းကိုကိုနိုင်ဟာမေလ15ရက်နေ့မနက်7:00နာရီလောက်မှာကာကွယ်တပ်ဖွဲ့ဒေစီကိုအလင်းဝင်ရောက်ဖို့ချိတ်ဆက်လာပြီးတော့အဲ့ဒီနေ့မှာပဲကာကွယ်တပ်ဖွဲ့ဒေစီကတွားရောက်ပြီးတော့ခေါ်ဆောင်ခဲ့ပြီးနေ့လယ်7:00နာရီလောက်မှာစခန်းကိုရောက်ရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူလုံခြုံရေးပါလဖကစခန်းတာဝန်ခံတအုပ်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်သားထုံးကိုကိုနိုင်ဟာစခန်းထဲကနေ MA1 တနက်တလက်နဲ့ကြီ63000ကိုယူဆောင်လာခဲ့တဲ့အတွက်ရေဦးမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ကစုချီးမြှင့်ပေးဖို့ရှိတယ်လို့လည်းသိရပါတယ်မုံရွာနမခထဲမှာနေထိုင်ခဲ့တဲ့သူ့ရဲ့အမျိုးသမီးနဲ့ တားကိုလည်းအန်ဒီရဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီနေ့ညမှာပဲအစဉ်ပြေတဲ့ကားတစီးနဲ့ထွက်လာခိုင်းပြီးတော့ညနေ6နာရီလောက်မှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့စခန်းကိုရောက်ရှိခဲ့တယ်လို့လည်းဆိုပါရယ်အလင်းဝင်လာတဲ့ထုံးကိုကိုနိုင်ကကျွန်တော်စစ်တပ်ကိုမကြိုက်တော့လို့နောက်ပိုင်းလုံဆောင်မှုတွေကိုလည်းမကြိုက်တော့ဘူးအဓိကကတော့အဖွဲ့အစည်းစည်းလုံးညီညွတ်မှုလည်းမရှိတော့ဘူးကြီးနိုင်ငံငယ်တွေကိုလည်းလှုပ်လာတဲ့ CDM မလှုပ်သေးတဲ့သူတွေကိုလည်းကြိုးစိုးပါတယ်လို့ပြောဆိုခဲ့ပါရယ်လက်ရှိမှာတော့ထုံးကိုကိုနိုင်ဟာရေဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့အတူကုညီနိုင်တာတွေကိုဆက်လက်ပြီးတော့ကုညီသွားမှာဖြစ်တယ်လို့လည်းသိရပါရယ်ရေဦးပါလာဖတ်တပ်ဖွဲ့တွေစီကိုလည်းအ အခုလိုအလင်းဝင်ရောက်လာတာဟာနှစ်ဦးရှိပြီးတော့တဦးကတော့လက်နက်မပါဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ